ဟယ်လိုအားလုံးပဲမင်္ဂလာပါမတ်တရက်အတင်းတော်အထက်မှမှပြီးမန်လေး district လူငယ်အဖွဲ့စည်းရဲ့ YouTube platform ကနေပြီးတော့လူချင်းမင်းတို့ကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့ YouTube channel ကနေပြီးတော့ဆရာကြီး Reverend Doctor ချွန်ဘဲလာရေးသားခဲ့တဲ့ The Methodist Pioneer ဆိုတဲ့စာအုပ်ကိုအငယ်ဦးမျိုးညွန့်ကနေပြီးတဲ့ခါမှာမတ်တရက်အတင်းတော်အထက်မှမှပြီးတော့ဥစွာလမ်းဖွင့်ခဲ့ကြသူများဆိုတဲ့မြန်မာလိုဘာသာပြန်တဲ့စာအုပ်ကိုကျွန်တော်တို့မိတ်ဆက်ပေးမှာဖြစ်ပါတယ် ေဥစွာအနေနဲ့မန္တလေးအတင်းတော်အထက်မြမာပြည်တာနာပြုလုပ်ငန်းတွေကိုဖျားသခင်ကမန္တလေးမြို့မှာ1889ခုနှစ်မှာမျိုးစစ်ကျပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကာလကမန္တလေးမြို့ကတည်ငြိမ်မှုမရှိသေးသလိုနယ်မြေဒေသမှာလည်းအင်္ဂလိပ်စစ်တပ်ကတော်လှန်ပုံကြားတဲ့သူတွေကိုနှိမ်နင်းနေရတဲ့အချိန်ကာလဖြစ်ပါတယ်။အဲ့ဒီအင်္ဂလိပ်စစ်သားတွေကိုဝန်ကြီးရေးရာကြီးကြပ်ဆောင်ရှောက်မှုတွေပြုဖို့ရန်အတွက်တာနာပြုအဖွဲ့ကနေပြီးတော့ Reverend Joseph Baston ကို 1889ခုနှစ်မှာတက်တွင်းအမှုတော်ဆောင်ရန်ချက်ပလင်အနေနဲ့တစ်နှစ်စာချုပ်နဲ့ဆီလွတ်ခဲ့ပါတယ်။အဲ့လိုပဲမကြာမီအချိန်ကာလမှာဘင်္ဂလော district ရဲ့တာနာပြုလုပ်ငန်းတွေလုပ်ကင်နေတဲ့ Reverend W Whitley Wisdom နဲ့ John Milton Brown တို့ကိုလည်းတာနာပြုအဖွဲ့ကအထက်မှာပြီးမှသွားပြီးတာနာပြုဖို့ရန်အတွက်ရှေးဥစွာလေ့လာခြင်းအမှုတွေကိုပြုခဲ့ပါတယ်။အဲ့ဒီဆရာနှစ်ယောက်ကရန်ကုန်မြို့ကိုရောက်ရှိပြီးတဲ့အခါမှာဆရာယူရဇာနဲ့တွေ့ဆုံပြီးတဲ့နောက် 446မိုင်ဝေးကွာတဲ့မန္တလေးမြို့ကို ARD မြစ်ကြောင်းကနေတဆင့်တက်လာပြီးတဲ့နောက်1889ခုနှစ်ဖေဖော်ဝါရီလမှာမန္တလေးမြို့သို့ရောက်ရှိခဲ့ပါတယ်။ဆရာနီယောက်စလုံးကသာသနာပြုကော်မတီကိုအထက်မြမာပြည်မက်ဒရစ်သာသနာအနေနဲ့နှစ်နေရာမှာအစာပြုတင်ကြောင်းအဆိုတင်သွင်းခဲ့ပါတယ်။နေမီလေးလာခြင်းအမှုတွေကိုပြုပြီးတဲ့နောက်မှာနေရာနှစ်ခုကတော့နံပါတ်1မန္တလေးမြို့ဖြစ်ပါတယ်။နံပါတ်2ကတော့ န္တလေးမြို့နဲ့မိုင်80မှာကွာဝေးတဲ့အရာရီမြစ်ကြောင်းပေါ်မှာရှိတဲ့မြင်းကြံမြို့ဖြစ်ပါတယ်။1888ခုနှစ်နှစ်ဦးပိုင်းမှာလဲ Reverend Arthur A. Bistow ကရောက်ရှိလာခဲ့ပါတယ်။ Reverend Bistow က3လအကြာမြန်မာစာကိုတင်ကြားပြီးတဲ့နောက်လေဟာပြင်တရားပွဲတွေကိုစတင်ခဲ့ပါတယ်။အဲဒီလိုပဲ Reverend Whitley Wisdom ကလည်းနယ်မြေတစ်တွေချဲ့ထွင်ဖို့ရန်အတွက်စိတ်ဆန္ဒရှိခဲ့သလိုမန္တလေးမြို့ရဲ့မြောက်ဘက်30မိုင်ကွာဝေးတဲ့ကြောက်ဆယ်မြို့ကိုလည်းကျင်းစင်လေ့လာခဲ့ပါတယ်။ အစမှာပြောခဲ့သလိုချင်းတွင်းမြစ်နဲ့အေရာရီမြစ်ဆုံရမြင်းကြံမြို့ကိုကွင်းဆင်းလေ့လာကြတဲ့အခါမှာအဲ့ဒီနေရာဒေသကကြာဆင်းတဲ့နေသားကိုရောက်ရှိနေတာကိုသိရတဲ့အခါမှာမြင်းကြံမြို့ရဲ့တောင်ဘက်မိုင်30အကွာမှာရှိတဲ့ပခုတ်ကူမှာတာနာလုပ်ငန်းတွေစပြုဖို့ရန်အတွက်အခြေချခဲ့ကြပါတယ်။ပခုတ်ကူမြို့ဟာဆိုရင်ဘဲဥပုံတရံရှိပြီးတော့ချင်းလူမျိုးတွေနေထိုင်ရာနေရာကိုတွားရင်အကောင်းဆုံးသောလမ်းဖြစ်တယ်လို့ပစ်စတောကယုံကြည်ခဲ့ပါတယ်။ပခုတ်ကူမြို့မှာအခြေချပြီး၅လအကြာမှာတော့ အဦးဆုံးသောအတီးကိုဗတ်တီဇန်ပေးနိုင်ခဲ့ပါတယ်။နာမည်ကိုဖော်ပြထားခြင်းမရှိပေမဲ့မြို့စိတ်ကမ်းလမ်းမှာနေထိုင်တဲ့ချမ်းသာတဲ့ကုန်တယ်ကြီးတဦးရဲ့သားဆိုပြီးတော့ဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းကျောက်ဆယ်မှာမြေကွက်တစ်ကွက်ကိုမြို့အုပ်တယောက်ထံကနေပြီးတော့ဝယ်ယူနိုင်ခဲ့ပါတယ်။